င်္ဂလာပါစနုပါဒီနေ့စနုကခြေသလုံးသေးခြင်းနဲ့ဆိုရဲသူလေးအတွက်ကိုဒီပစ္စည်းလေးကိုသုံးပြီးတော့ခြေသလုံးသေးအောင်လို့ဘယ်လိုမျိုးလေ့ကျင့်ခန်းတွေလုပ်ရမလဲဆိုတာကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါလေးကကြတော့ဒီပစ္စည်းလေးကခြေသလုံးသေးဖို့အတွက်တစ်ခုတည်းမဟုတ်ပဲနဲ့နာတာရှည်နာရာကျင်နာတွေကိုပါတတ်တအောင်လို့ကူညီပေးနိုင်မယ်ပစ္စည်းလေးမလို့ဗီဒီယိုလေးကိုစုံတဲ့အထိကြည့်ပေးနော်။ ဒါလေးကိုဝတ်ပြီးသွားပြီဆိုတော့ကြည်အောင်เนาะပထမအဆုံးကိုယ့်ရဲ့အိမ်မှာကနယံဒါမှမဟုတ်လို့ရှင် ခုံလေးရှိမှာပဲလေခုံလေးဒါမှမဟုတ်နယံရှိရဆိုလို့ရှင်ရင်လက်တဆန့်အကွာအဝေးလေးမှာကိုကမတက်ရက်လိုက်မယ်ခြောက်နှစ်ဖက်ကကြတော့ကိုက ပုံမှန်ရက်နေ့ရက်တည်းမှာအခြေအတိုင်းလေးပဲပေါ့နော်အဲ့တိုင်းလေးရက်မယ်နိုင်ငံလေးကိုဂိုင်ထားမယ်ဂိုင်ထားပြီးမှခြေပြားလေးထောင်းမယ်ပြန်ချမယ်ခြေပြားလေးထောင်းမယ်ပြန်ချမယ်ဒါမျိုးလေးသွားမယ်နော်ဒါလေးကိုကိုကလွယ်လာပြီဆိုလို့ရှိရင်နောက်ထပ်တဆင့်လေးထပ်တက်မယ်ဒူးလေးကိုနည်းနည်းလေးခွေးမယ်ခါလေးကိုချိုချလိုက်မယ်နော်ရောက်တစ်ဖက်ကလေးကိုမြောင်းမယ်ဘဲညာတစ်ဖက်မြောင်းမယ်တစ်ဖက်ချမယ် ဖက်မြောင်းမယ်တစ်ဖက်ချမယ်။ဘယ်ညာလေးနော်ဒါမျိုးလေးတောင်းမယ်။ဒါလေးကိုကိုကလွှဲလာပြီဆိုလို့ရှိရင်နောက်တစ်ဆင့်လေးတက်ကြည့်မယ်။နောက်တစ်ဆင့်ကကျတော့ခြောက်ကလေးကကိုရဲ့ပခုံးအကျယ်လေးကိုကားလိုက်မယ်နော်။ပြီးရင်ခြေပြားလေးထောင်းမယ်။ဒူးလေးကိုကွေချမယ်တမလေးကိုနောက်ပြက်မယ်နိုင်ငံလေးဒါမှမဟုတ်ခုံလေးကိုတေချာလေးကင်တာခြေပြားလေးထောင်းမယ်ပြန်ချမယ် ခြေပြားလေးထောက်မယ်ပြန်ချမယ်ခြေပြားလေးထောက်ဖြည်းဖြည်းချင်းစီပြန်ချဒါမျိုးလေးတာပေးမယ်နော်ဒါလေးကကျတော့ဘယ်နှကြိမ်လောက်အောင်မလဲဆိုတော့အများဆုံးကိုအကြိမ်20လေးပဲလောက်အရောင်မှာကိုကခဏလေးနာပြီးရင်နောက်ထပ်တစ်ခေါက်နောက်ထပ်တစ်ခေါက်အများဆုံး၃ခေါက်ပဲလုပ်ပေးနော်ဒါမျိုးလေးနော်ချမယ်ညောင်းမယ်ပြန်ချ ပစ္စည်းလေးနဲ့နောက်ထပ်ဘာတွေလုပ်လို့ရလဲဆိုတော့ကိုယ့်ရဲ့ခြေပြားလေးပေါ့နော်ခြေပြားလေးကကြတော့ပြပြလေးဖြစ်နေတယ်ပုံမှန်ကခြေပြားလေးကခုံခုံလေးဖြစ်ရမှာလေခုံခုံလေးဖြစ်ရမယ့်ဟာကိုပြပြလေးဖြစ်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခြေထောက်ကအဲ့ဒီပြားနေတာနေတဆင့်ဘာတွေဖြစ်နိုင်လဲဆိုတော့ခြေပြားလေးကြီးကျိန်းတာတို့ခြေဖနှောင့်လေးတွေနာတာတို့ဖြစ်တတ်တယ်အဲ့ဒါတွေကနေမှတဆင့်ခြေချင်းဝတ်တွေနာလာမယ်ခြေချင်းဝတ်ကတော့ပုံမှန်တက်တက်လေးရှိရမယ့်ဟာကိုတော့စောင်းနေအောင်စောင်းနေအောင်ဆိုတော့ခြေချင်းဝတ်လေးနာလာမယ်ခြေချင်းဝတ်နာတာနေပြီးတော့ဒူးနာတာခါနာတာနဲ့အဲ့လိုတဆင့် က်ဆင်ဖြစ်တတ်တာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဘယ်လိုလုပ်လို့ရမလဲဆိုတော့ဒီဟာလေးကိုဝစ်မယ်ဖက်နက်လိုလေးဝစ်မယ်ဝစ်ပြီးတော့အိမ်မှာ10မိနစ်15မိနစ်အများဆုံးလမ်းလျှောက်ပေးမယ်ဒီတိုင်းလေးလမ်းလျှောက်ပေးရုံပဲလမ်းလျှောက်ပေးလိုက်မယ်ဆိုလို့ရှိရင်ဘာတွေကောင်းလဲဆိုတော့ခုနလိုမျိုးခြေပြားလေးကပြပြလေးဖြစ်နေတာနေပြီးတော့ခုံးလာလိမ့်မယ်ခုံးလာပြီးတော့ခြေချောင်းလေးတွေလည်းအလိုင်းမန့်လေးတွေညီလာလိမ့်မယ်လိုင်းမန့်လေးညီသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ခြေထောက်တွေကျိန်းတာတို့ခြေချင်းဝတ်တွေနာတာတို့အဲ့ရနေတစ်ဆင်းမှာဒူးတွေခါးတွေနာတာတွေကိုတတ်တာ လာမှာပဲဖြစ်ပါတယ်။ကဲအဲ့တော့ဒီပစ္စည်းလေးကိုဘယ်လိုသုံးရလဲဆိုတာသိပြီဆိုတော့စမ်းသုံးကြည့်လိုက်တော့နော်။နောက်ဗီဒီယိုလေးမှာဆောင်ကြမယ်။တတား။